မြန်မာပြည်ုပ်နေဆက်ရှမ်းပြည်နယ်မြောက်ပိုင်းဟိုပန်မြို့ကို UWSA ဝါတပ်ဖွဲ့က2024ဇန်နဝါရီမှာထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားမရှိတော့တဲ့ဟိုပန်မြို့ကိုပြည်ုပ်နိုင်ငံသားတွေရောက်လာပြီးစီးပွားရေးလုပ်ငန်းတွေလုပ်ကင်နေကြပေမဲ့အခွန်အခများပြီး ထင်လောက်စီးပွားမဖြစ်တာကြောင့်လက်ရှိမှာအခြားမျိုးတွေဘက်ကိုပြောင်းရွှေ့သွားကြတဲ့လူတွေရှိနေတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဘာလူကြီးပိုင်းနေနဲ့ရှယ်ယာထည့်ထားပြီးပေါင်းပြီးလုပ်နေတဲ့ပြည်ကြီးတရုတ်တွေတော့ရှိတယ်။အချို့ကဟိုတယ်လုပ်ငန်းတို့အဲစားတောက်ဆိုင်ကြီးကြီးမားမားဖွင့်ထားတဲ့ပြည်ကြီးတရုတ်တွေနဲ့အဲကျန်တဲ့အဆောက်အဦပိုင်းမှာရင်းနှီးမြှုပ်နှံတဲ့ပြည်ကြီးတရုတ်တွေတော့ကျန်သေးတယ်။ဒါပေမဲ့အရင်လိုတော့မများတော့ဘူးလူလက်တန်းစားပြည်ကြီးတရုတ်တွေလည်းမရှိတော့ဘူးသူကဆိုင်ကန်းခမပေးနိုင်တော့ဆိုင်ကြီးပိတ်ပြီးအခက်ပြီးပြန်ပြေးကုန်ပြီ။ကိုယ်ပိုင်မှာလည်းတည်ရမှာအယောင်းဝယ်လည်းမကောင်းဘူးဆိုတော့ ချင်းချော်ကနေထွက်သွားပြီးလမ်းကြောတလျှောက်မှာတိတ်နေတော့ကိုခိုင်တို့ဘက်မှာတက်ပြီးရင်းနှီးမြုံနှံတဲ့သဘောရှိတယ်အားကြောင့်မလို့တိတ်နေမှာဆိုရင်၅တောင်းတန်နဲ့ဆိုင်ရံတစ်ခန်းကိုပမာငွေ၃သိန်းပေးပြီးငားနေဆွဲလိုမျိုးတွေဖြစ်ကုန်၂023အောက်တိုဘာမှာစတင်ခဲ့တဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့၁၀၂၀ခုစစ်စီရေးတွင် URS ဝါတာဖွဲ့ထိန်းချုပ်ထားတဲ့ဟူပန်မြို့နယ် MNDA ကိုကန့်တက်ထိန်းချုပ်ထားတဲ့လောက်ကိုင်းမြို့ဟာနယ်မြေချင်းထိစပ်နေတာပါမြန်မာတရုတ်နဲ့နိုင်ငံနယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလင်ကမ်းလုပ်ငန်းကြားဖြန့်လေးကိုတရုတ်အစိုးရက2023ခုနှစ်မှာစတင်နှိမ့်နှင်းတဲ့နောက်ပိုင်းလောက်ကင်မြို့မှာတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေအရင်လိုလာရောက်ပြီးအလုပ်လုပ်ကင်တာနေပါသွားတယ်လို့လည်းနေမြေကန်တွေကဆိုပါတယ်ညာတော့ခင်ဗျာဒီလောက်ကင်မှာကြားဖြန့်လုပ်ငန်းမဲ့အလုပ်ကြများများတာဆိုတော့လေလက်ရှိဒီမှာဖွဲ့စည်းရလဲဒီကြားဖြန့်လုပ်ငန်းကိုလောလောဆယ်အားပေးတာမျိုးမရှိဘူးဆိုတဲ့အခါကျတော့တရုတ်တွေကစီးပွားရေးလာလောက်ကြတာလည်းမရှိသေးဘူး တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် MNDAA ကုကန့်တက်ဟာလာရှိုမျိုးပေါ်ရက်ွက်12ခုကိုစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးဖို့တဘောတူခဲ့ပြီးနောက်ပိုင်းကုကန့်တက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာရပ်ဆိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့နေမြေတွေကဒေတာကန်စစ်ပေးရှောင်တွေဟာနေရပြန်လာနေထိုင်ကြတာရှိတယ်လို့တရုတ်နိုင်ငံသားတွေဟာလည်းရှမ်းမြောက်ကမြို့တချို့မှာစီးပွားရေးလုပ်ငန်းတွေလာရောက်လုပ်ကင်လာကြတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ